ဲ့တော့ဟိုဒိတ်ကလေးတွေမှတ်ထားကြတာနော်ဒိတ်လေးတွေမှတ်ထားကြအဲ့တော့ကျွန်တော်ကဒီမှာကာကြုံနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်ကမြန်မာတက်မတော်အကြောင်းကအာနာထိန်းထားတဲ့ချိန်ဆိုတော့မြန်မာတက်မတော်ကိုကျွန်တော်ကထောင်ထိုင်ကြည့်ရတာပေါ့တောက်လျှောက်ထိုင်ပြီးတော့စောင့်ကြည့်ရသူ့ရဲ့စာသူတို့အမိတ်ဘလိုစာတွေထုတ်လဲအဲဘလိုဥတွေထွားတယ်လဲဘယ်စာမတ်နဲ့ဘာတွေပြောတယ်လဲလိုက်ကြည့်ရတာလိုက်ကြည့်တဲ့အခါကျတော့အဲ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောတဲ့ဇာတ်ကားလေးကမှတ်မှတ်ရရလေးကအဲနှစ်မြင့်ဆုံး2023ပြ2023ခုနှစ်မှာဒုတိယအကြိမ်မြောက်ကာလိုအစည်းအဝေးလုပ်တာပေါ့နှစ်မြင့်ဆုံး2023မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနှစ်မြင့်ဆုံး2023လုပ်တဲ့ခါကျတော့သူကဒိတ်တိကျဆို2023ခုနှစ်ဇူလိုင်လ31ရက်နေ့ဇူလိုင်လ31ရက်နေ့ ဇူလိုင်31ရက်ကာလိုစီဝေးအဲ့ဒီမှာဘာပြောလဲဒီချန်နဲ့တော့เนาะခင်ဗျားတို့ကာချုပ်ပြောတဲ့စကားသူကဘာပြောလဲဆိုတော့အချင်းလေးပဲကျွန်တော်ရေးထားတာပါเนาะလက်တလုံးမှာတဲ့မြန်မာနိုင်ငံမှာမတည်ငြိမ်မှုတွေဖြစ်ပေါ်လျက်ရှိသည့်ဒေသများကိုခြံလက်ပြီးရွေးကောက်ပွဲလုပ်ကြမလားနံပါတ်1ချက်เนาะတေချာကြည့်မယ်မြန်မာနိုင်ငံမှာမတည်မငြိမ်ဖြစ်နေတဲ့ဒေသတွေကိုခြံပြီး ရွေးကောက်ပွဲလုံးမလားဒါမှမဟုတ်ရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းတာအဖြစ်မဖြစ်မနေပြုလုပ်မလားအဲ့ဒီအချက်နှစ်ချက်ကိုသူကစပြီးတော့ပြောတာကာလုံစည်းဝေးမှာအဲ့တော့သူကဘာပြောလဲဆိုတော့နမတ်1နီးပေါ့မတိငိမ့်တဲ့မြို့နယ်တွေကိုဒေသတွေကိုခြံလက်ပြီးလုပ်မယ်ဆိုလို့ရှိရင်အဲ့မှာစပြောပြီနော်2020ခုနှစ်ကရွေးကောက် ဟိုရွေးကရွေးချယ်ခဲ့ကြတာမြို့နယ်ပေါင်း315မြို့နယ်ထက်မြို့နယ်ပေါင်း315မြို့နယ်ပဲရွေးရွေးကောက်ခဲ့ကြတယ်ပေါ့နော်မဲဆန္ဒနဲ့ဝင်ပြိုင်ခဲ့ကြတယ်တကယ်လို့ကျွန်တော်တို့ကအခုအချိန်မှာဒါရွေးကောက်ပွဲကိုမတည်ငြိမ်တဲ့နေရာတွေကိုခြံလှက်ပြီးလုပ်မယ်ဆိုလို့ရှိရင်2010မှာရှိတဲ့315မြို့နယ်ထက်ကိုယော့နေသွားနိုင်ပါတယ်တဲ့နော်အဲ့တော့အဲ့လိုယော့နေသွားမယ်ဆိုလို့ရှိရင် မြေကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်မှာရှိတဲ့ပြည်သူလူထုတွေရဲ့မူလအခွင့်အရေးဖြစ်တဲ့မဲပေးပိုင်ခွင့်အခွင့်အရေးတွေဆုံးရှုံးသွားနိုင်ပါတယ်ဒါလည်းဟုတ်တာပဲနော်ကာချုပ်ပြောတဲ့စကားနော်နှစ်မြင်းသော2023ကာလုံစည်းပွဲမှာနံပါတ်1ဤမတည်ငြိမ်တာတွေခြံပြီးလုပ်မယ်ဆိုရင်315မြို့နယ်တွေရော့ပြီးတော့လုပ်ရမယ်ဒါဆိုလို့ရှိရင်ကြံခဲ့တဲ့မြို့နယ်မှာရှိတဲ့ပြည်သူတွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကမဲပေးပိုင်ခွင့်တွေအခွင့်အရေးတွေဆုံးရှုံးသွားလိမ့်မယ်တဲ့မျိုးနယ်တစ်ခုလုံးအလိုက်မကျင်းပနိုင်သည့်ထက်စာလို့ရှိရင်တဲ့လုံခြုံမှုရှိတဲ့နေရာတွေမှာကျင်းပနိုင်ရင်လဲစဉ်းစားဆောင်ရွက်သင့်ပါတယ်တဲ့အဲဒီလိုကကြုတ်ကပြောတယ်ဗျအဲ့တော့ကကြုတ်ကအဲ့ဒီမှာသူကအခင်းချင်းနှစ်မျိုးသူ ပြောတာဗောနော် ဲ့ဒီအခင်းချင်းနှစ်မျိုးသူပြောရင်းနဲ့မြန်မာနိုင်ငံမှာကျတို့မြို့နယ်ပေါင်း330ရှိခဲ့ဗျမှတ်ထားမှတ်ထားကျတို့ပြည်သူလွတ်တော်မှာတမျိုးနယ်ကိုတယောက်နှုတ်ခေါ်တာပြည်သူလွတ်တော်တက်တဲ့ရက်သားကိုယ်စားလှယ်ကမြို့နယ်ပေါင်း330ရှိတဲ့ကြောင့်ရက်သားကိုယ်စားလှယ်330ရှိခဲ့မှတ်ထားအဲ့တော့မြန်မာနိုင်ငံမှာမြို့နယ်ပေါင်း330ရှိခဲ့2030ခုနှစ်ကရွေးကောက်ပွဲဗနမျိုးနဲ့လုပ်ခဲ့လို့ဆိုရင်325မျိုးနဲ့ပဲလုပ်ခဲ့တယ်2030တော့က2015မှာကျတော့ 323မြို့နယ်တည်းလောက်ခဲ့တယ်။ဒေတာတွေတရားမှတ်နော်။ခင်ဗျားတို့လိုက်ရှာနေကြာသွားလိမ့်မယ်။2020မှာတော့315မြို့နယ်ပဲရွေးကောက်ပွဲလုပ်နိုင်တယ်။နော်။အဲ့တော့အဲ့ဒီမှာကာကြုတ်ကဘာထက်ပြောလဲဆိုတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုလို့ရှိရင်လွှတ်တော်ခေါ်ဖို့အဲ့ဒါကျွန်တော်ထပ်ပြောမယ်နော်သူ့ပုံမှန်နဲ့သူပုံမှန်85တို့151တို့ သူ့ပုံမှန်နဲ့သူထက်ပြောမယ်အဲ့တော့လွတ်တော်ခေါ်ဖို့သူတို့ကလွတ်တော်ရေကောက်ပွဲဟိုရေကောက်ပွဲအောင်မင်လားမအောင်မင်လားဆိုတာကိုသိဖို့ဆိုတာကပြည်တော်စုလွတ်တော်ကိုကြောကြည့်ရတယ်ပြည်တော်စုလွတ်တော်အခုလာမဲ့ပြည်တော်စုလွတ်တော်ဒီတတိယအကြိမ်ပြည်တော်စုလွတ်တော်ဗျနော်အမှန်မှန်2020 2020မှာကတတိယအကြိမ်ပြည်တော်စုလွတ်တော်စတင်ကျင်းပရမှာအာဏာထည့်တော့မကျင်းပနိုင်ဘူးအခုလာမဲ့2026ဒီ တတရချင်းပြည်တော်စုလွတ်တော်ဖြစ်တယ်။အဲ့တော့ပြည်တော်စုလွတ်တော်မှာအောင်မြင်လားမအောင်မြင်ဘူးကောပဲအောင်မြင်လားမအောင်မြင်လားသိဖို့ဆိုတာကပြည်တော်စုလွတ်တော်တက်လာတဲ့ကိုယ်စလဲအရေးအတွက်ကိုကြည့်ရတာ။အဲ့ဒီကိုယ်စလဲအရေးအတွက်ကထောက်ဝက်ကျော်တက်တယ်ဆိုရင်ရွက်ကောဝဲအထမြောက်တယ်။နော်ကိုယ်စလဲအရေးအတွက်ပြည်တော်စုလွတ်တော်ကိုထောက်ဝက်ကျော်တက်ရင်ရွက်ကောဝဲအထမြောက်တယ်။နော်အဲ့တော့နှစ်မြင်ဆောင်2023 ကာလုံစုမှာကာကျုပ်ကအဲ့လိုစပြောတယ်ပေါ့နော်အဲ့ဒီတော့ကာကျုပ်ကဘာထက်ပြောလဲဆိုတော့အဲ့နီးတစ်ကိုဆက်ဆိုပြောပူရတယ်နော်မတည်ငြိမ်တဲ့နေရာတွေကိုခြံပြီးတော့တည်ငြိမ်တဲ့နေရာမှာပဲလုပ်မယ်ဆိုရင်မတည်ငြိမ်တဲ့နေရာမှာရှိတဲ့ပြည်သူတွေရဲ့မဲတွေဆုံးရှုံးသွားမယ်ဒါကိုလည်းကျွန်တော်ဆက်သွင်းကြည့်ရမယ်နော်အဲ့တော့မြို့နယ်ဘလောက်ရှိလဲဘလောက်ကျင်းကြမလဲစသဖြင့်သူပြောခဲ့တယ်အဲ့တော့သူကထောက်ဝက်ကျော်တက်တယ်ဆိုရင်ထထောက်ဝက်ကျော်ကိုယ်စလဲရတယ်ဆိုရင်ရွက်ကောက်ပွဲကအောင်မြင်တယ်ဆိုပြီးတော့ပြောတယ်တကယ်လည်းဟုတ်ပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေရ အဲ့ဒါဆိုလို့ရှိရင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရကတပ်မတော်သားကိုယ်စားလှယ25ရာခိုင်နှုန်းရှိတာပြီးသားစကားကိုစုံးအောင်နားထောင်တော့ပြီးတော့မှခင်ဗျားတို့ရေးနော်အရန်ကန်ပြီးမရေးနဲ့တေချာစဉ်းစားတေချာနားထောင်ကျွန်တော်ရေးစုံရေးလို့ရတယ်တပ်မတော်သားကိုယ်စားလှယ25ရာခိုင်နှုန်းရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်တဲ့အရသားကိုယ်စားလှယ်နောက်ထပ်26ရာခိုင်နှုန်းရတာနဲ့ရွေးကောက်ပွဲရအထမြောက်ပါပြီတဲ့ ထက်ကြည့်မယ်နော်ကာကြုတ်ဘာဆက်ပြောလဲဒီမာရင်မရက်သွားဘူးအဲ့ဒီတော့တဲ့လွတ်တော်အထမြောက်ဖို့တဲ့တက်မတော်ကအဲ့ဒီလိုသာတက်မတော်ဘက်က25အယတ26နဲ့ယူလွတ်တော်ကတော့အထမြောက်တယ်မှန်းနေဒါပေမဲ့အဲ့ဒီလိုအထမြောက်ဖို့အဲ့လိုပုံစံနဲ့လုပ်မယ်ဆိုရင်တက်မတော်ကရွေးကောက်ပွဲကိုအတင်းလှုပ်ယူသလိုဖြစ်ပြီးတော့တက်မတော်ရဲ့ပုံရိပ်ကိုကြာဆင်းစေနိုင်ပါတယ်အဲ့ဒီလိုပဲ အလားတူပဲပြည်နယ်တိုင်းမှာရှိတဲ့ဝန်ကြီးချုပ်တွေပြည်နယ်တိုင်းမှာရှိတဲ့အစိုးရအဖွဲ့တွေပြည်ထောင်စုစစ်ဝန်ကြီးတွေဒုဝန်ကြီးတွေရွေးချယ်တဲ့နေရာမှာလည်းပဲကျွန်တော်တို့ကတပ်မတော်ရဲ့ပုံရိပ်ကိုကြာစစ်စင်နိုင်သလိုမသင့်တော်တာတွေလည်းဖြစ်နိုင်ပါတယ်တဲ့ဆိုကာချုပ်ကအဲ့လိုစပြောတယ်ဗျဒါကသူကအားလုံးအတွက်ကိုသူကနော်တပ်မတော်ရဲ့ပုံရိပ်ကိုကြာပါစို့လို့ပြည်သူတွေရဲ့မဲတွေလည်းကြံခဲ့မှာစို့လို့သူကစပြောတယ် အဲ့ရွေးကောက်ပွဲမှာပြည်သူများဤဆန္ဒဖြင့်ရွေးတဲ့ရွေးကောက်ခံတွေပါရန်လိုအပ်ပါတယ်။တန်းနိုင်တမ85ရာခိုင်နှုန်းပါဖို့လူတယ်ဗောသူပြောတာ။အဲ့တော့အ ਨੇ ဆုံး85ရာခိုင်နှုန်းကိုယ်စလဲပါဝင်နိုင်ရေးကြိုးပမ်းနေတော်လဲတရားရာခိုင်နှုန်းအောင်မြင်ရန်အခက်အခဲဖြစ်မိဖြစ်ကြောင်းတဲ့နော်အဲ့ဒီမှာကာကြုတ်ကအဲ့ဒီလိုပြောတာတဲ့နော်ဒါကနံပါတ်1နီလန်းကိုပြောတာနံပါတ်1နီလန်းကလက်တလုံးမှာ မတည်ငြိမ်တဲ့နေရာတွေကိုခြံထားပြီးတော့တည်ငြိမ်တဲ့နေရာပဲလုပ်မယ်ဆိုလို့ရှိရင်ဒီနည်းကိုသူကပြောတာနော်အဲ့ဒီတော့ကျွန်တော်တို့ကဒုတိယအခင်းကြီးကိုစက်ကြည့်တော့ခါကျတော့ကာကျုပ်ရဲ့ဒုတိယအခင်းကြီးကပါလေရွေးကောက်ပွဲတော့နိုင်ငံလုံးအတိုင်းအတာတွေမဖြစ်မနေပြုလုပ်ချင်းဆိုပြီးတော့စပြောတယ်ဗျအဲ့တော့ဒုတိယအခင်းကြီးကတနင်္ဂနွေအတိုင်းသာဖြစ်ကျင်းပမယ်ဆိုလို့ရှိရင်တဲ့စကားကိုဆုံးအောင်နားထောင်နော်ပြီးတော့မှခင်ဗျားတို့ကျွန်တော်ရေးခိုင်းမယ် တနိုင်ငံလုံးအတိုင်းအတာနေတဲ့ကျင်းပမယ်ဆိုလို့ရှိရင်မတည်ငြိမ်တဲ့နေရာတွေမှာပါ လုပ်ရင်ဘာတွေဖြစ်လာနိုင်တယ်လဲဆိုလို့ရှိရင်လက်နဲ့ပြပြီးတော့မဲမပေးဘူးချင်းချောက်တာတွေဖြစ်လာနိုင်တယ်မတည်ငြိမ်ဘူးလေမတည်ငြိမ်တော့ရေကောက်ပဲသွားလို့ရှိရင်မဲယုံနေတော့ဘုံလာမပြေဘူးပေါ့ဒါပေမဲ့လမ်းမှာမှာတနက်ထောက်ပြီးတော့ဟဲ့မဲမဲသွားမဖိနဲ့တို့ကိုယ့်အိမ်ကိုယ်ပြန်လို့အဲ့ဒီလိုလေဖြစ်လာနိုင်တယ်တဲ့နောက်တစ်ခါဘုံခွဲတိုက်ခိုက်တာတွေလည်းဖြစ်လာနိုင်တယ်တဲ့နောက်တစ်ခါကျတော့ သူတို့လိုလားတဲ့ကိုယ်စလဲတွေကိုပဲရွေးကောက်ဖွဲတွေကိုထက်သွင်းလာထက်သွင်းတာတွေလည်းဖြစ်လာနိုင်ပါတယ်တဲ့ဒါကာချုပ်ပြောတာအဲ့တော့ရလတ်အနေနဲ့တဲ့အဲ့လိုတနင်္ဂနွေလုံးတိုက်တာနဲ့ကျင်းပမယ်ဆိုရလတ်အနေနဲ့မဲဆန္ဒရှင်ကိုယ်တိုင်မဲပေးရွေးချယ်တဲ့ရာဂိုင်နှုံးကြဆင်းပြီးတော့အကြမ်းဖက်အားပေးတဲ့ကိုယ်စလဲတော်တွေလွတ်တော်တွေကို ရောက်လာနိုင်ကြများပါတယ်တဲ့ ဒါဆိုလို့ရှိရင်နိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းကပုံမှုဆိုးရွားသွားစေနိုင်ပါတယ်တဲ့ဒါတွေမဖြစ်စေဖို့တည်ငြိမ်အေးချမ်းရေးအချိန်မြင့်ဆက်လက်ဆောင်ရွက်ရန်လိုပါတယ်တဲ့ကာလုံစီမပြောတာပါအဲ့တော့တနိုင်ငံလုံး330ရှိတဲ့နဲ့မှာအဲရရကနုံတည်ငြိမ်အေးချမ်းနဲ့မြို့နယ်ကအဲ့ဒီအချိန်တုန်းက2023ကပြောတာကနော်တရားရကနုံတည်ငြိမ်အေးချမ်းနဲ့မြို့က198မြို့နယ်ရှိတယ်တဲ့ လုံချုံရေးအရေးအလေးထားဆောင်ရွက်ဖို့က68မြို့နယ်ရှိတယ်။လုံချုံရေးထိထိရောက်ဆောင်ရွက်ရမယ့်မြို့နယ်က65မြို့နယ်ရှိတယ်ဆိုပြီးတော့သူကအဲ့လိုပြောပါတယ်ဗျ။ထို့ကြောင့်ねအဲ့ဒီအခင်းချင်းနှစ်ခုလုံးအတွက်အဓိကလိုအပ်ချက်များကိုသုံးသပ်ရရင်ねနံပါတ်1တနိုင်ငံလုံးအတိုင်းအတာဖြင့်ရွေးကောက်ပွဲကျင်းပရန်ねမဲပေးရွေးချယ်မိမဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့်အမေကိုကင်းကင်းအကြောက်တရားကင်းကင်းဖြင့်မဲပေးရွေးချယ်နိုင်ရန် တနိုင်ငံလုံးအတိုင်းအတာနဲ့တည်ငြိမ်အေဂျင်စီတရားဥပဒေစိုးမှုအပြည့်ဝရရှိရန်ဆိုသည့်အဓိကအကြောင်းတွေတွေ့ရတွေ့နိုင်ပါတယ်ဆိုသူပြောပါတယ်ဟာခမကစဉ်းစားကြည့်ရင်ဗျာဘယ်လောက်ချစ်ဖို့ကောင်းလဲဘယ်လောက်ကျေးဇူးတင်ဖို့ကောင်းလဲခင်ဗျားတို့ကြားလိုက်လားနားထောင်လိုက်လားမတည်ငြိမ်တဲ့နေရာတွေရထားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့ကြံတဲ့ပြည်သူတွေအတွက်မဲပေးပိုင်ခွင့်နေဆုံးရှုံးသွားရတယ်လွတ်တော်ကတော့ဖွဲ့စည်းပုံရအထားမြောက်လာမယ်တဲ့ ဒါပေမဲ့တမရော်က25အရက်သား26နဲ့ဒါအထမြောက်မယ်ဆိုရင်တစ်ဖက်သက်ကြတယ်တမရော်ရဲ့ပုံရိပ်ကိုလည်းကြဆင်းစေတယ်အဲ့တော့ဘာဖြစ်လဲတနင်္ဂနွေတိုင်းတိုင်းလည်းလုံးမယ်ဆိုလို့ရှိရင်လည်းပဲတဲ့မတမာတဲ့နီလန်းနေနဲ့နော်ဘုံခွဲတာတွေတနက်နဲ့ထောက်တာတွေသူတို့လိုချင်တဲ့သူကိုလွှတ်တော်ထဲထားတာတွေဖြစ်လာနိုင်ပြီးတော့ဒီမိုကရေစီကပိုဆိုးသွားနိုင်ပါတယ်တဲ့ဟာရှုတော့ကတော့အရင်စိတ်ဆက်တယ်နော်သူစဉ်းစားသွားတာနော်မျိုးနယ်တွေလည်းအတိအကျသူသိချာပြောသွားတယ်နောက်ဆုံးမှာ ဘယ်နည်းကိုသုံးသပ်ဘယ်နည်းကိုလုပ်ကြမလဲဆိုပြီးတော့ပြောသွားတာဗျာကြယ်ခင်ဗျားတို့စဉ်းစားကြည့်ရဗျာစိုးရောက်လိုက်တာတဲ့မှန်းနေခင်ဗျားခေါင်းဆောင်လုံးမဲ့သူကအဲ့ဒါပဲနေ့လေကကျွန်တော်လိုက်လို့ကျွန်တော်ခင်ဗျားရဲကာကြုတ်တဲ့တော်တွေကကာကြုတ်လို့ပါလားဟာကျွန်တော်ခေါင်းဆောင်လုံးလို့မရဘူးခေါင်းဆောင်လုံးမဲ့လူကနှလုံးရေပြေးသွားတယ်စိုးရောက်ကြတယ်အုံးတော့ထက်ကြတယ်စဉ်းစားတေးခေါ်နိုင်စံမြင့်သွားတယ်ကိုယ့်ရဲ့ပုံရိပ်လည်းမကြအောင်အများလဲအစဉ်ပြေးအောင်ဒီလိုစဉ်းစားရတယ်နိုင်ငံလဲ တိတ်ခါမကြအောင်တမတော်လည်းတိတ်ခါမကြအောင်ပြည်သူတွေရဲ့မဲတွေလည်းအကိုပါအောင်ဘလို့နီးနဲ့လောက်ရမှာလဲစဉ်းစားရတယ်အဲ့ဒီလိုစဉ်းစားရတယ်ခေါင်းဆောင်ဆိုတာအဲ့လိုစဉ်းစားရတယ်ဦးသိန်းစင်ကြီးလည်းအဲ့လိုပဲအရန်စဉ်းစားရတယ်နော်ဒါပဲဒါပဲနော်ဒါကကာကျုပ်ပြောတဲ့ယူကောက်ပွဲကြောင်းကျွန်တော်ပြောတာအဲ့ဒါကခင်ဗျားတို့သတင်းစာတွေလိုက်ရှာကြည့်လို့ရပါတယ်နှစ်မြင်ဆောင်2023အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပတယ်ဒိတ်အတိအကျပြောရင်2023ဇူလိုင်လ31ရက်နေ့သတင်းစာကိုရှာလိုက်အဲ့ထဲမှာတိတ်ချပြောရတယ်ပြန်ပြောမယ်2023ဇူလိုင်လ9လပိုင်းလကုန်သတင်းစာကိုတင်လိုက်အဲ့ဒီမှာကျွန်တော်ပြောတဲ့အတိုင်းဟုတ်လားမဟုတ်လားခင်ဗျားတို့ဖတ်လိုက်ကာကြုတ်ကနိုင်ငံအပေါ်မှာထားတဲ့စေတနာခင်ဗျားတို့ပြည်သူတွေပေါ်မှာထားတဲ့စေတနာတမ်မတော်ကြီးတိတ်ခါမကြစေခြင်းနဲ့စေတနာကဘာအလဲမှာ မြန်မာနိုင်ငံကိုပုံရိပ်မကျစေခြင်းနဲ့စေတနာအများကြီးတွေ့ရတယ်